ပြည်သူများအားလုံးမင်္ဂလာခင်ဗျာမြမလက်ရွေးစီမြို့သားဘောလုံးအသင်းကြီးကလျှော့တော့မတွန့်နဲ့နော်အာရှဖလားဝင်ကစားရဖို့တာမရှိတော့တာလေးရတော့မလျှော့သေးဘူးဗျဘာဖြစ်လဲသိလားအခုအာဖဂန်နစ္စတန်အသင်းနဲ့မြမအသင်းတို့အာရှဖလားချစ်စစ်ပွဲဒုတိယကြောင်းရှင်းနိုင်ကစားရမယ်အာဖဂန်နစ္စတန်ကသူ့နိုင်ငံအခြေအနေကြောင့်အင်ကွင်းဖြစ်သူ့နိုင်ငံမှာကစားလို့မရဘူးဒီတော့ဂျားကွင်းတွေမှာကစားနေရတယ်ပေါ့ဗျာဂျားကွင်းတွေကိုအာဖဂန်နစ္စတန်ရဲ့အင်ကွင်းဖြစ်အသုံးပြုပြီးတော့ AFC ကပွဲကျင်းပဖို့တတ်မှတ်ပေးနေရတယ်ပေါ့လေဒီဒီချိန်ကအာဖဂန်နစ္စတန်နဲ့မြန်မာတို့ရဲ့ရှေ့စစ်ပွဲဒုတိယအကြော့ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာကစားဖို့အာရှဘောလုံးအဖွဲ့ချုပ် AFC ကတတ်မှတ်စီစဉ်ပေးခဲ့တယ်အမဲဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့လို့သိတဲ့အတိုင်းမြန်မာဘက်ကစပြီးညင်းလိုက်တယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့မှာကစားရမယ်ဆိုရင်ဒီပွဲကိုမကစားနိုင်ဘူးဆိုပြီးတော့မြန်မာဘောလုံးတင်းနဲ့မြန်မာဘောလုံးအဖွဲ့ချုပ်ဘက်ကညှင်းဆန်ပယ်ချလိုက်ဖြစ်ပါတယ်ခင်ဗျဒီသတင်းကိုဘင်္ဂလားဒေ့ရှ်အစီအစ ဒါက Tribune သတင်းဌာနကရေးသားထားပြီးလည်းဖြစ်ပါတယ်မြန်မာကဘာဖြစ်လို့ဒီပွဲကိုမကစားနိုင်တာလဲဆိုတော့အသွားလာအဆင်မပြေဘူးတဲ့နောက်ပြီးတော့ပြိုင်ပွဲအတွက်လုံလောက်တဲ့ပြင်ဆင်မှုတွေလုပ်ဖို့အချိန်အခက်အခဲတွေရှိတယ်ဆိုပြီးတော့ညှင်းဆန်ပယ်ချလိုက်တာဖြစ်ပါတယ်ခင်ဗျာဘယ်နာတရှာဒီပွဲကိုဒါကာမြို့မှာရှိတဲ့ Basan Harakins Arena ဘောလုံးကွင်းကြီးမှာကျင်းပကိုစီစဉ်ထားခဲ့တာပါမြန်မာဟာအာဖဂန်နစ္စတန်ကိုပထမအကြော့အင်ကွင်းပွဲစဉ်မှာတော့ငါတော့နှစ်ကိုးတကိုးနဲ့အနိုင်ရခဲ့တယ် ပြီးတော့ပထမကြော့အင်ကွင်းပွဲစဉ်မှာပဲပါကစ္စတန်နဲ့ရှင်ပြန်တဲ့ပွဲအဲ့ဒီပွဲမှာလည်းမြန်မာအနိုင်ရခဲ့တယ်တကူကူမရှိနဲ့အနိုင်ရခဲ့တာမြန်မာအတွက်တကယ်အဆုံးဖြတ်ပွဲကစီးရီးယားနဲ့ပွဲအခုဆိုရင်စီးရီးယားနဲ့နှစ်ကြောလုံးကစားပြီးပြီစီးရီးယားကို၅ဂိုးတကူနဲ့တပွဲရှုံးတယ်၃ဂိုးကူမရှိနဲ့တပွဲရှုံးတယ်ဒီတော့မြန်မာလက်ရွေးစင်ဘောလုံးသင်းဟာအာရှဖလားပြိုင်ပွဲဝင်ကမှုအတွက်ခြေစစ်ပွဲမအောင်တော့ဆိုတာတေချာသွားပြီဖြစ်ပါတယ်ဒါပေမဲ့အဲ့လိုဖြစ်နေတဲ့ကြားကနေမြန်မာကလေတော့မလျှော့သေးဘူးခင်ဗျ အခုအာဖဂန်နစ္စတန်ရဲ့ဘွဲနာမည်နော်မလာ၁၈ရက်နေ့ရောက်ရင်ရှင်ပြန်ကစားရမယ်အဲ့ဘွဲအတွက် AFC ကနေဘင်္ဂလားဒေ့ရှ်နိုင်ငံကိုကြားကွင်းရွေးတာနဲ့ဆက်ရှင်ညင်းဆန်ပဲချလိုက်တဲ့ဘင်္ဂလားဒေ့ရှ်ဆိုရင်မကန်နိုင်ပါဘူးတဲ့ကြံတဲ့ကွင်းကိုပြောင်းပေးပါဆိုပြီးပြောလိုက်ပါတယ်ခင်ဗျဟုတ်ကဲ့ဒီကြောင်းကိုပြည်သက်တွေသိရှိအောင်တင်ဆက်ပြပြပေးလိုက်တာဖြစ်ပါတယ်ခင်ဗျကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျ